ကင်းမစားဖို့မလို့အရင်တစ်ချက်တပြားမှမလို့အပဲနဲ့ကို့မှာ Binance account တစ်ခုရှိုံနဲ့ USDT အပြင်တခြားတော့ coin တွေကို free share လုပ်ရတဲ့နီလန်းလေးတွေနဲ့နောက်ထပ်တခြားတော့နီလန်းလေးတွေကိုပါ DB Binance မှာမျှဝေပေးမှာဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ကိုလည်းအခုလိုမျိုး free ဝင်ခွင့်ရှာခြင်းနဲ့ဆိုလို့ရှိရင်တော့ video file လေးကိုစုံလင်လိုက်ပါကြည့်ရှုပေးပါ ဒါမှမဟုတ်ရှေလိုတီချာလေးနားလေတော့မှာပဲဖြစ်ပါတယ်အသေးစိတ်ရှင်းပြပေးမှာမို့လို့ပါโอเคပါတော့တီချောင်းရနေနဲ့ပတ်သက်ပြီးတော့စီးလင်းမစတဲ့ခင်မှာ channel လေးကို like ရင် subscribe လေးနေပြီးအားပေးခဲ့ကြဖို့မမေ့ကြပါနဲ့ပေါ့နော်အခုမှရှေလိုကြည့်နေတဲ့ video file ကို like တောင် share လောက်ကူညီပေးခဲ့ကြပါအောင် comment မှာလည်းကိုတီချင်တဲ့ဟာလေးတွေနောက်ထပ်မတီးတဲ့ဟာလေးတွေကိုမေးတွားလို့ရပါတယ်ပြီးပြီဆိုလို့ရှိရင်ကို့မှာတကယ်လို့လားဘိုင်းနဲ့အကောင့်မရှိသေးဘူးဆိုရင်တော့ ီဗီဒိုဖိုင်ရဲ့အဆုံးမှာဒီကာဘာလေးနဲ့မြင်တွေ့ရမယ်ဒီဗီဒိုဖိုင်လေးကိုလောလောကူနဲ့ဗီဒိုဖိုင်မပြီးခင်စက္ကန့်20လို့မှနေကြည့်လို့ရပါတယ်ပေါ့နော်ပြီးရင်ပိုင်းနဲ့အကောင့်ပွင့်ပွင့်ရန် link ကိုလည်းဗီဒိုဖိုင် comment ရထိဆုံးမှာအာ link လေးချပေးထားပါတယ်အကနေဝင်ရောက်ပြီးတော့လောလောကူနဲ့ဖွင့်လို့ရမှာပဲဖြစ်ပါတယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စလိုက်ရအောင်ပါပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့က Binance ထဲကနေအဲ USDT အပြင်တခြားရော coin တွေကို share ဖို့ address ဆိုလို့ရှိရင်တော့အဲလွယ်လွယ်လေးလေးပါเนาะလွယ်လွယ်လေးပါဒါလေးကိုပထမပိုင်းအနေနဲ့ ကို့မှာ free share လုပ်ရတဲ့ညီလာလေးတွေကိုကျွန်တော်အရင်ဆုံးပြောပြပေးမယ်ဒုတိယပိုင်းအနေနဲ့ကြတော့ Binance account ရှိပြီးသားလူတွေเนาะရှိနေပြီးသားကို့မှာလည်းဒေါ်လာလေးတွေရှိနေတယ်တခြားလူတွေကိုလက်ဆောင်ပေးချင်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးပေးကြတာလဲဆိုတဲ့အကြောင်းအရာတိစိကူကနှစ်ခုစလုံးကိုမျှဝေပေးမှာပေါ့เนาะပထမဆုံးတနည်းအနေနဲ့ကတော့ကျွန်တော်တို့ကိုယ်တိုင်ကအရင်ဆုံးကအရင်နီးမလိုဘဲနဲ့ကိုယ်လည်းမကစားဘဲနဲ့ယူတဲ့နီးယူတဲ့နီးကြတော့ဘယ်လိုလုပ်မှာလဲဆိုရင်တော့ Binance ရဲ့ home page ထဲရောက်လာပြီဆိုရင်တော့ပထမဦးဆုံးအနေနဲ့ကိုကဘယ်ထဲကိုတွားရမှာလဲဆိုရင်တော့အဲ့ဒီဟာလေးကိုလက်ခံရရှိဖို့အတွက်ဆိုရင်တော့အဲဒီနားလေးမှာပေါ့နော် red packet ဆိုပြီးတော့ရှိပါတယ်တကယ်လို့ဒါဒီနေရာမှာမတွေ့ဘူးဆိုရင်တော့ဒီ mall ဆိုတဲ့ဟာလေးကိုတစ်ချက်လောက်နှိပ်ပြီးပါနှိပ်ပြီးလိုက်ပြီဆိုရင်တော့ဒီလိုမျိုးမျက်နှာပြင်လေးပေါ်လာပါမယ်အဲဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီနားလေးမှာ keep and campaign ဆိုပြီးတော့အဲကောင်းစင်လေးရှိတယ်အဲ့ဒီကောင်လေးကိုတစ်ချက်လောက်နှိပ်ပြီးလိုက်ပါပြီးပြီဆိုရင်တော့အပေါ်ဆွဲပါ ဒါဆိုရင်တော့ဒီမှာ red packet ဆိုပြီးတော့မြင်တွေ့ရပါမယ်အဲဒီမှာပုံစံကနည်းနည်းတူနေတယ်เนาะဒါပေမဲ့ဒီ red packet ဆိုတဲ့စကားလုံးလေးနဲ့ဟာကိုယူပါယူပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးလေးပေါ်လာပါမယ်ဒါကတော့ကျွန်တော်တို့လက်ခံတဲ့အပိုင်းကိုအရင်ဆုံးပြောပြပေးမယ်ပြီးရင်အဲသူများကိုပေးချင်တယ်ဆိုလို့ရှိရင်ဘယ်လိုပေးမှာလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြောပြပေးမယ်เนาะဟေးဒါဆိုရင်ကျွန်တော်တို့ဒီထဲရောက်လာပြီဆိုရင်တော့အဲဒီကျွန်တော်တို့ဒီဖက်ကဟာကိုနှိပ်ပါမယ် receipt ဆိုတဲ့ဟာကိုနှိပ်ပေးပါအိုကေနှိပ်လို့ပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီတိုင်းထားထားလိုက်ပါပြီးပြီဆိုလို့ရှိရင်တစ်ချက်လောက်ထွက်ထွက်လိုက်ပါ ဖတ်တော့ပြီဆိုရင်တော့ကိုယ့်ရဲ့ Telegram account ထဲကိုဝင်သွားလိုက်ပါပေါ့နော်အာဒါပထမအဆုံးအနေနဲ့ဒါကျွန်တော်ရဲ့ Telegram account ကိုကျွန်တော်အရင်ဆုံးပြောပြပေးမယ်အာဒီနေရာမှာတော့ကျွန်တော်ကိုယ်တိုင်လည်းဒီကိုယ့်ရဲ့ဒီကျွန်တော်ရဲ့ Telegram channel မှာပေါ့နော်အဲမကြာမကြာကျွန်တော်မှာလည်းအဲ့လိုမျိုးလက်ဆောင်လေးတွေပေးပါတယ်အာဒီနေ့မှာလည်းကျွန်တော်ပေးဖို့ရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ channel မှာကျွန်တော်ပေးပါမယ်ဘယ်လိုမျိုးပုံစံနဲ့ပေးမှာလဲဆိုရင်ဒီ channel မှာပေါ့နော်အာဒီ Telegram channel ရဲ့ link ကိုလည်းအခုမှဆီလိုကြည့်နေတဲ့ video file ကောင်းစင်ကိုနှိပ်လိုက်မယ်ဆိုရင်အဲ့ဒီအောက်မှာ အဲ Telegram channel link ကျွန်တော်ချပေးထားတယ်အဲ့ကနေဝင်ရောက်ပြီးတော့ join ထားလိုက်ပါเนาะကျွန်တော်ပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ကဒီလိုမျိုးရေးပြီးတော့มาပေးပါတယ်เนาะဟိုဘယ်နှစ်ယောက်စာအတွက်ဆိုပြီးတော့ဒီလိုမျိုးလက်ဆောင်ကုတ်လေးဒီလိုမျိုးကုတ်လေးမြင်တွေ့ရပါမယ်ဒီကုတ်လေးကိုစောနာကအကွက်ထဲကိုကျွန်တော်တို့ကဒီအကွက်ထဲမှာပေါ့เนาะရိုက်ထည့်ရပါမယ် နော်အဲတကယ်လို့ဒါကျွန်တော်ကဒီလိုမျိုး QR code နဲ့ပေးမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကဒီ QR code ကို save လိုက်ပြီးတော့မှကိုယ့်ရဲ့ account ထဲကိုဝင်သွားပြီးတော့မှ scan ဖတ်လိုက်မယ်ဆိုလို့ရှိရင်လည်းရရှိသွားပါလိမ့်မယ်ပေါ့နော်တကယ်လို့ QR code မပေးဘဲနဲ့ဒီလိုမျိုး code လေးပေးမယ်ဆိုလို့ရှိရင်ဒီ code လေးကိုရိုက်ထည့်လိုက်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရရှိသွားပါလိမ့်မယ်ပေါ့နော်ဒါကတော့တနည်းပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ channel မှာကျွန်တော်ပေးမဲ့ပုံစံမှာကျွန်တော်ဒီလိုမျိုးရေးပြီးတော့မှဒီမှာလက်ဆောင်ကုတ်ဆိုတော့ဒီကုတ်လေးအတိုင်းကိုမိတ်ဆွေတို့ရိုက်ထည့်ရပါပါ နော်โอเคဒါဆိုလို့ရှိရင်နောက်ထပ်တနည်းကြတော့အမြဲတမ်းရှာလို့ရတဲ့နေရာကြတော့ဘယ်လိုသွားရှာမှာလဲပေါ့နော်အမြဲတမ်းရှာလို့ရတဲ့နေရာကိုတော့အဲဒီကောင်လေးပါဒီမှာပေါ့နော် binet rep အဲ box ဆိုတဲ့ဟာပေါ့နော်ဒီမှာအနီရောင်လေးနဲ့ဒါလေးကိုမိတ်ဆွေတွေမြင်တွေ့ရမှာပါအဲဒီ link ကိုကျွန်တော်တစ်ချက်တော့ပြပေးမယ်နော် โอเคอ่าဒီ link ကိုလဲပေါ့เนาะဒီ channel ရဲ့ link ကိုလဲကျွန်တော်ရဲ့ Telegram channel ထဲမှာကျွန်တော်တင်ပေးပါမယ်အဲ့ထက်ကနေမင်းစတို့ဒီကျွန်တော် Telegram channel ထဲရောက်လာပြီဆိုရင်ဒီပေါ့เนาะဒီ channel ရဲ့ link ကိုမင်းစတို့မြင်တွေ့ရမှာပါအဲ့ဒီထဲကိုဝင်ရောက်ပြီးတော့มาဒီထဲကနေလာပြီးတော့လက်ခံလို့ရပါတယ်ဒါတနေကုန်တနေကုန်ပေါ့ဗျာเนาะတနေကုန်24နာရီလုံးလုံးကိုသူတို့ကအမြဲတမ်းပေးနေတယ်ဗျာလက်ဆောင်လေးဒီထဲမှာလာပြီးတော့ free free like ပြီးတော့ယူလိုက်ယုံမယ်ပေါ့เนาะဒီမှာသူတို့ရဲ့ channel link ကိုဒီတိုင်းရိုက်ရှာလိုက်မယ်ဆိုလို့ရတယ်เนาะ ဒါမှမဟုတ်ရှိရင်ကျွန်တော် channel မှာပေးလိုက်တဲ့ link ကနေဝင်ရောက်မယ်ဆိုလို့ရှိရင်လည်းရပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာလဲ join ပြီးတွားပြီဆိုရင်တော့ဒီမှာကျွန်တော်တော်မှာမဝင်ဖြစ်သေးဘူးเนาะဒါတာဆိုတစ်ချက်တော့ဒါညီမပေါ့เนาะအခုနောက်ဆုံးတူပေးထားတဲ့ဟာတွေเนาะဒီမှာဒါလေးကိုကျွန်တော်တခုလောက်အောင်မယ့်စလို့ကိုကျွန်တော်ယူပြလိုက်မယ်လွယ်လွယ်လေးပဲပေါ့เนาะဒီမှာအခုဒါနောက်ဆုံးတူပို့ထားတဲ့ဟာကိုဒီဒီကနန်းပေါ့ပေါ့ဒီကနန်းဒီနံပါတ်ပေါ့တစ်ချက်တော့လက်လက်ကလေးနဲ့ထောက်လိုက်ပါဒါ iteration ရမှာเนาะ Okay ဒါလေးကိုတစ်ချက်ထောက်မယ် ထောက်ပြီးတွားပြီဆိုရင်ကျွန်တော်တို့ဇောနာကနေရာကိုတွားပါမယ်ပြီးရင်ကျွန်တော်ဒီနေရာမှာဒီမှာဒီဘေးနားမှာရှိတဲ့ဒီအဝါရောင်လေးကိုပိတ်လိုက်ပါဒါဆိုလို့ရှိရင်ဇောနာ copy ယူလာတဲ့ဟာကျလာပါပြီပြီးရင် claim ကိုနှိပ်လိုက်ပါမယ် okay claim လိုက်ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုး open ဆိုပြီးပေါ်လာမှာပေါ့နော်အဲတကယ်လို့သူများယူတွားပြီဆိုလို့ရှိရင်တော့ open ဆိုတဲ့ဟာမပေါ်တော့ပေါ့နော်ဒီမှာဒါကတော့နည်းနည်းလေးပါနော်ဒါဒါလေးရလိုက်ပါတယ်ပြီးရင်ချက်ချီခတ်ကိုပြန်နှိပ်ပြီးတော့မှပြန်ဆောင်းလိုက်မယ်ပြီးရင်ပြန်ထွက်မယ်ပြန်ဝင်သွားလိုက်မယ်ဒီမှာအခုနောက်ထပ်တစ်ခုလို့ထပ်ပြီးတော့ပေးနေပြီဒီလိုမျိုးလေးတွေကိုကျွန်တော်လိုက်ပြီးတော့ကောက်လိုက်ယုံပါပဲเนาะ အဲတချို့ခောက်တွေမှာဆိုလို့ရှိရင် USDT တွေတန်းပေးပါတယ်ပြီးရင် claim လိုက်ပါမယ်အကြီးဒီမှာလဲထပ်ပြီးတော့ရပြန်ပြီပေါ့နော်ဒီမှာ6အဲ BTTC ပေါ့နော်အကြီးကျွန်တော်တို့ဒီပုံစံတိုင်းနဲ့လိုက်ပြီးတော့အဲသူတို့ပေးလာတဲ့ဟာတွေအကုန်လုံးလိုက်ပြီးတော့ကောက်အောင်ပါဒီနေရာမှာဒီလိုမျိုးချပေးတဲ့အတစ်ကိုပဲရမှာလားဆိုတော့မဟုတ်ပါဘူးဒီသူတို့ပေးခဲတဲ့ဟာတွေကိုလဲတချို့ဟာတွေဆိုလို့ရှိရင်တကယ်လို့ဒါသူတို့ကဒါလေးတွေပဲနောက်ထပ်တိထပ်ပြီးတော့မပေးသေးဘူးဆိုရင်ကျွန်တော်တို့ကဒီကောင်လေးကိုကိုကြိုက်တဲ့ဟာကိုတခုခုလောက်ပြန်ပြီးတော့ အဲစမ်းကြည့်လိုက်နော်တချို့ဟာတွေကထပ်ပြီးရနေရေပေါ့နော်အဲကျွန်တော်ဥမာအနေနဲ့ကျွန်တော်ဒါလေးကိုတစ်ချက်တော့စမ်းကြည့်လိုက်ဒီမှာဒါဆိုလာနာနော်ဒီကောင်တန်ဖိုးကြီးတယ်ဗျအဲဒီကောင်အဲလွန်ခဲ့တဲ့9နာရီတုန်းကနော်ဒါဆိုလို့ရှိရင်ကျွန်တော်တစ်ချက်တော့လှုပ်ကြည့်လိုက်မယ်နော်ရကောင်းရနိုင်ပါတယ်ပေါ့နော်โอเคလှုပ်လိုက်ပါပြီအော်โอเคရတယ်နော်ဒါဘယ်လောက်ရမှာတော့မသိဘူး010000027 solana ပေါ့နော်။ Okay ရလိုက်ပါလေ။နော်ဒီလိုမျိုးနဲ့ပဲကျွန်တော်တို့လိုက်ပြီးကောက်ပါ။ အဲဒီ coin အတူပေါ့နော်ဒီအဒီမားလေးတွေစုတဲ့နီးတွေလမ်းလေးနေတဲ့တန်ဖိုးကြီးတဲ့ coin တစ် coin ကြောင်းတဲ့နီးကိုကျွန်တော် channel မှာတင်ပေးထားပါတယ်ဒါကြောင့်မို့ဒီလိုမျိုးလေးတွေကို like ကောက်လို့ရပါတယ်ဒါတွေကကိုအားတဲ့ချိန်ခဏလေးပေါ့နော်ဒီမှာ coin တွေအများကြီးပဲဗျာသူတို့ပေးတာဒီမှာတစ်ခါလေးဆိုလို့ရှိရင်ဒီမှာဒီလိုမျိုးဆိုလို့ရှိရင်ဒီမှာတစ်ခါလေး USDT ပဲနော် okay တကောင်လေးကိုကျွန်တော်တို့စမ်းပြီးတော့ယူကြည့်လိုက်ရအောင်ဒါသူများတွေအကုန်လုံးယူပြီးတော့ပြီလားပေါ့နော်ဟိုကုတ်တစ်ခုကိုတယောက်စာပြီးတာတော့မဟုတ်ဘူးအဲဒီမှာတွေ့လားထပ်ဖွင့်လို့ရလေးတွေနော်ဒီကျွန်တော်ဘယ်လောက်ရမှာတော့မသိဘူး ာတော်တော်လေးနည်းတယ်ဗျရတာတော့ရတယ်เนาะအဲလိုလေးနေတွားမှာပါဒီမှာအများကြီးရှိပါတယ်ဒီမှာ USDT Ethereum ဒါအာ BNB အဲဒီမှာ USDC အဲဒီလိုမျိုးလက်မလေး outside နေတာများနေတယ်ဆိုလို့ရှိရင်တော့ဒါကတော့ပြည့်သွားပြီလို့ထင်ပါတယ်ပေါ့เนาะ Okay ဒီမှာအများကြီးပဲဗျာเนาะဒီမှာတနေကုန်တနေကုန်ပေးပါတယ်เนาะတခြားတော့ဟိုနောက်ထပ် channel တွေလည်းအများကြီးရှိပါလိမ့်လေပေါ့เนาะတကယ်လို့ဒါကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာနောက်ထပ်ကိုတိရဲ့ဒီလိုမျိုးလက်ဆောင်ပေးတဲ့ channel တွေချက်ပြီးတော့ရှိတယ်ဆိုရင်လည်း comment မှာပြောထားလို့ရပါတယ်ပေါ့เนาะ โอเคဒါကတော့ယူတဲ့နီးเนาะအဲကျွန်တော်ရဲ့ဒီ Telegram channel ထဲမှာလည်းကျွန်တော်သူ့ရဲ့ link ကိုပါတစ်ခါလေးပြပေးမယ်မိတ်ဆွေတို့လည်းကိုယ်နဲ့နေဝင်ပြီးတော့မှအဲ့ဒီ channel ကို join လို့ရပါတယ်ပေါ့เนาะโอเคဒါကတော့ကျွန်တော်တို့ဝင်ယူရမယ့်နီးပါเนาะ USDT ကိုလည်းကိုယ်နဲ့အဲ့လိုမျိုးနဲ့ကျွန်တော်တို့ like ကောက်ပါပြီးရင်တခြားတော့ coin တွေကိုလည်းရမယ်ပေါ့เนาะโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ရလာတဲ့ဟာကိုအဲတူအတီထဲရောက်လာမှာပေါ့เนาะဒါကတော့ဟိုပြောင်းလဲနီးကိုတော့မိတ်ဆွေတို့တီးရွားပြီးလို့ထင်ပါလေပြောင်းလဲနီးရတော့လေးပေါ့เนาะတကယ်လို့ဒါကျွန်တော်တို့အခုလိုမျိုးယူပြီးတော့ဆိုလို့ရှိရင်တူအဘယ်ထဲကိုဝင်လာမှာလဲဆိုတော့ကျွန်တော်တို့ချက်တော့ပြန်ပြပေးမယ် ဝင်လာမဲ့နေရာကဒီ accept ဆိုတဲ့နေရာကနေဒီမှာအခုကျွန်တော်တို့ယူထားတဲ့ဟာတွေ့လားเนาะဒီမှာ complete ဖြစ်နေပြီဒီမှာ तू က finding ထဲဝင်လာမှာပါကျွန်တော်တို့အခုကောက်လိုက်တဲ့ဟာ तू က finding ထဲဝင်လာပါပါဒီမှာကျွန်တော်ဒီ तू ကနဲတဲ့အတွက်ကြောင့် तू အောက်မှာပဲပေါ်နေမယ်เนาะဒီမှာ so pin iterian เนาะအဲဒီထဲမှာဒီဒီ finding ထဲမှာပေါ်လာပါမယ်ဒီထဲရောက်လာပြီဆိုလို့ရှိရင်နောက်ပိုင်း तू ကများလာတဲ့အခါကျရင်ကျွန်တော်တို့ဒါတခြားတော့တန်ဖိုးကြည့်တဲ့ quantity ကိုအဖြစ်ပြန်ပြီးတော့ပြောင်းလို့ရတယ်ပေါ့နော်ပြောင်းတဲ့နည်းကိုတော့ကျွန်တော်တင်ပေးထားပြီးသားပါခေတ္တဒီချိန်မှာကျတော့ အာအခုလက်ရှိကိုကိုတိုင်းလည်းသူများကိုပေးချင်တယ်ဆိုလို့ရှိရင်ဘယ်လိုပေးမှာလဲပေါ့နော်ကျွန်တော်ကိုတိုင်းလည်းမိတ်ဆွေတို့ကိုပေးဖို့အတွက်ကိုကျွန်တော်ခါလဲလုပ်ပြလိုက်မယ်ကျွန်တော်ပေးတဲ့အခါမှာကျွန်တော်ဘယ်လိုမျိုးလုပ်ပြီးတော့မှမိတ်ဆွေတို့ကိုပေးတာလဲပေါ့နော်โอเคဒါဆိုလို့ရှိရင်ဒီ replicate ထဲမှာပြန်ပြန်ဝင်လာမယ်ပြီးရင်အခုကျတော့ဒီ receipt မဟုတ်ဘဲနဲ့ကျွန်တော် send ဆိုတဲ့နေရာကိုတွားပါမယ်ဒီညမှာတော့ကျွန်တော်တို့ကိုတိုင်းပေးမှာဖြစ်တဲ့အတွက်ကြောင့်အာကိုကဘယ်လိုမျိုးပေါက်ကိုကြိုက်တာလဲပေါ့နော်ဒီမှာပြန်ပြန်ပြီးတော့ change လုပ်ရဒီလိုမျိုးကြိုက်တယ်လားဒီလိုမျိုးကြိုက်တာလားเนาะဒီမှာနေလိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒီလိုမျိုးဖြစ်သွားတယ် နော်ကိုကြိုက်တဲ့ပေါက်ပုံစံကိုပေးလို့ရပါတယ်ပေါ့နော်ကျွန်တော်ဒီကောင်လေးနဲ့ပေးမယ်ပြီးရင် create ကိုနှိပ်လိုက်ပါမယ် create နှိပ်လိုက်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာဒီအပေါ်မှာ random နဲ့ freak ဆိုပြီးတော့ရှိပါတယ်ပေါ့နော် random ဆိုတဲ့ဟာဒီတကယ်လို့ဒါကိုကဥမာအနေနဲ့ကျွန်တော် USDT ပေးလိုက်တယ်ဗျာ1 USDT ကိုကိုကအာလူ10ယောက်လို့ပေါ့နော်လူ10ယောက်ကိုကျွန်တော်က1 USDT ပေးလိုက်တယ်ဆိုရင်ကျွန်တော်ဒီ random ကနေပေးလိုက်မယ်ဆိုရင်အဲ့ဒီ10ယောက်ဒီအာလူတိုင်းတော့ရမှာပါဒါပေမဲ့လို့ ဟိုတယောက်နဲ့တယောက်ရတာချင်းတူမှာမဟုတ်ဘူးနော်ကန်ကောင်းတဲ့လူကမြင်မြရမယ်ကန်ဆိုးတဲ့လူကနည်းနည်းရမယ်အဲ့လိုမျိုးနဲ့တွားတာပေါ့နော်တကယ်လို့ကျွန်တော်တို့ fix ဆိုတဲ့ဟာကြတော့ကိုကဟို1 USD ဥပမာဗျာ10ဒေါ်လာပေးတယ်ထားလိုက်နော်ကိုက10ဒေါ်လာပေးတယ်ဟိုဝင်ယူရမယ့်လူတွေစုစုပေါင်းကအဲ့ဒီဟာကိုရနိုင်မဲ့လူက10ယောက်စာဆိုလို့ရှိရင် တရက်ကို1ဒေါ်လာညီကျူညီမြရမယ်ကျွန်တော် fix ဆိုတဲ့ဟာတွားမယ်ဆိုရင်ပေါ့နော်โอเคအာတော်တော်များများတော့ random နဲ့ပဲတွားကြတာများတယ်ဒါဒါဆိုလို့ရှိရင်ဒါကန်ဆန်းပဲလုပ်တဲ့ပုံစံမျိုးဖြစ်သွားပြီပေါ့နော်အေးဒါအခုတစ်ခါမှလည်းကျွန်တော်လည်းဒီ random နဲ့ကျွန်တော်လုပ်ပြပြီးမယ် random ဆိုလို့ရှိရင်ရောဒီမှာအာဒီအပေါ်မှာကျတော့ under number ဆိုတဲ့ဟာဒီကျွန်တော်တို့ကဒီဟိုပါပေါ့နော်ဘယ်နှစ်ယောက်ပြီးမှလဲပေါ့နော်ဘယ်နှစ်ယောက်စာကိုကျွန်တော်တို့ပြီးချင်တယ်ဒီညမှာရေးလို့ရတယ်ကိုကအယောက်100လားအယောက်90လားဥပမာအနေနဲ့ကျွန်တော်အယောက်100ဆိုရင်ဒီမှာအယောက်100လို့ကျွန်တော်ရေးရမှာပေါ့နော် အရောက်တရားရေးမယ်ပြီးရင်ကိုကဟိုဘာကိုပေးမှလဲပေါ့ဒီမှာပေါ့နော်ကိုကဘာကွိုင်းမျိုးစားပေးမှလဲဒီကနေရွေးလို့ရတယ်နော်ဒီကောင်ကိုနှိမ့်မယ်အဲကိုက PO USDT ဆိုလို့ရှိရင်လည်း USDT ပေါ့ဗျာညာဒီမှာ USDT ဆိုရင် USD ကိုရွေး USDC ဆိုရင် USDC ကိုရွေးကိုကြိုက်တဲ့ဟာကိုပေးလို့ရပါတယ်တကယ်တော့ဒီနားလေးမှမရှိဘူးဆိုရင်ဒီအပေါ်ဘာကနေရိုက်ရှာလို့ရတယ်နော်ဒီမှာကျွန်တော် USDT ဆိုရင် USD ကိုနှိမ့်လိုက်ဒီမှာဒါဆိုရင် USDT ပြောင်းသွားပြီတွေ့လားနော်ကိုကဘလောက်ပေးမှလဲ1 USDT လား1 USDT ဆိုလို1 USDT ပေါ့ဗျာအဲဒီလိုမျိုးရေးလိုက်နော် ဒါကကျွန်တော်ဥပမာအနေနဲ့ပြောပြတာเนาะရောက်တရား1 USDT เนาะ random โอเคပြီးရင်ဒီနေရာမှာကျွန်တော်ကိုရေးချင်တဲ့ဟာပေါ့ဗျာဒီကောင်ကအာကိုကကို့ channel နာမည်ကိုရေးချင်တာလားကို့နာမည်ကိုရေးချင်တာလားဒါမှမဟုတ်ရှင်လည်းကန်ကောင်းပါစေအဲအဲ့လိုမျိုးတွေရေးချင်တာလား good luck လားပါလားပေါ့เนาะကိုရေးချင်ရင်ဒါမှတ်တမ်းပုံစံမျိုးနဲ့ရေးလို့ရပါတယ်စုမုံကောင်းစကားပေါ့เนาะစုမုံကောင်းတောင်းတဲ့စကားတွေအဲ့လိုမျိုးတွေဒီကနေရေးလို့ရပါတယ် နော်အဲ့လိုမျိုးပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီလက်ဆောင်ကုတ်ကဘယ်နှစ်နာရီခံလဲဆိုလို့ရှိရင်24နာရီခံပါတယ်ပေါ့နော်24နာရီပြည့်တော့ပြီဆိုရင်တော့ expire ဖြစ်တော့ပါလိမ့်မယ်ပေါ့နော်24နာရီအတွင်းကြိုက်တဲ့အချိန်ဝင်ယူလို့ရတယ်အဲ့လိုလေးပေါ့နော်အယောက်100စာဒေါ်လာအနေနဲ့ဘယ်လောက်ပေးမှာလဲတခြား coin ပေးမှာလားဒေါ်လာပေးမှာလားဒီကနေရိုက်လို့ရတယ်နော်ပြီးပြီဆိုလို့ရှိရင် total amount ကတရားမှပြပေးမယ်ပြီးပြီဆိုရင်ကျွန်တော်ဒီ continue ဆိုတဲ့ဟာကိုကျွန်တော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါကျွန်တော်တခုအောင်မြင်သွားပြီပေါ့နော်။ Okay ကျွန်တော်ဒီ fit ကိုထပ်ပြီးနှိပ်ပြလိုက်နှိပ်ပြလိုက်မယ်။ ဒီ fake မှာဆိုလို့ရှိရင်ဇောနာကလိုမျိုးပါပဲဒီမှာเนาะဘယ်နှစ်ယောက်ပြီးမှလဲဘယ်လောက်ပြီးမှလဲအာဘောတော့ပြီးရင်ပါပါပြောချင်တယ်ပေါ့เนาะပြောချင်တဲ့စကားကိုဒီမှာရေးမယ်ပြီးရင် continue ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့လောက်တာပြီးသွားပြီပေါ့เนาะဒါဆိုရင်ကျွန်တော်ဒီနားလေးမှာကျွန်တော် random နေနဲ့ကျွန်တော်လောက်ထားလိုက်မယ်ညနေမှာဒီ video file ကိုမိတ်ဆွေတို့ဟိုကျွန်တော် upload လုပ်ပြီးတဲ့နောက်ပိုင်းပေါ့เนาะအဲဒီညနေပေါ့เนาะဒီမှာဒီကနေ့ကဘယ်နှစ်ရက်လဲ အဲမတ်လ12ရက်နေ့ဒီနေ့ညနေပေါ့နော်ဗီဒီယိုဖိုင်တင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ရဲ့ Telegram Channel မှာကျွန်တော်အာဒီကုတ်လေးကျွန်တော်ချပေးမယ်ဘယ်လောက်ပေးမယ်ဆိုတာကိုတော့ကျွန်တော်ဒီတစ်ခါတည်းတစ်ခါတည်းလုတ်ပြလိုက်မယ်ပေါ့နော်ဒါဒါဆိုရင်ကျွန်တော်တစ်ချက်လောက်လုတ်လိုက်မယ်နော် Okay ဒါကတော့ကျွန်တော်ပေးမယ်ဟာပေါ့နော်ဒီမှာကျွန်တော်အယောက်တရာပေးလိုက်မယ်အာဒါလေးကိုဒီဒီတစ်ချိန်ထဲနဲ့မဟုတ်ပါဘူးနောက်ထပ်လာပါဦးမယ်ပေါ့နော်ဒါကတော့ကျွန်တော်လက်တွေ့လုတ်ပြပေးချင်လို့ဒါလေးကျွန်တော်ပြလိုက်ပါတယ် တော့ကျွန်တော်ထဲမှာလည်းဒေါ်လာလေးတွေမရှိတော့လို့ကျွန်တော်တလောက်ပဲလုံးလုံးလိုက်မှာပေါ့နော်။နောက်ကျရင်ကျွန်တော်ထပ်ပြီးတော့နောက်တီထက်များတဲ့ဟာကျွန်တော်ထပ်ပြီးတော့လုပ်ပေးမယ်။ပြီးတဲ့ခါကျတော့အခုတစ်ချိန်မှာတော့ကျတော့ဒါဟိုဘိုင်းနဲ့လည်းဒါလူလူတိုင်းလည်းမရှိနိုင်သေးဘူးလို့ထင်တယ်ပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်ဒီတစ်ချိန်မှာကျွန်တော်တလောက်နဲ့ပဲလုံးလိုက်မယ်။ နောက်တစ်ချိန်မှာထပ်ပြီးတော့အများကြီးလာအောင်မှာပေါ့နော်โอเคဒါကိုကျွန်တော်မိတ်ဆွေတို့ကိုဒါလက်တွေ့လှုပ်ပြပေးချင်တော့ဒီလောက်နဲ့ကျွန်တော်လှုပ်ပြလိုက်မယ်เนาะဒီကောင်လေးကိုလည်းကျွန်တော်ရဲ့ channel မှာကျွန်တော်ပေးလိုက်မယ်ဒီကုတ်ကိုเนาะပြီးရင်နောက်ထပ်ဗီဒီယိုဘန်လုပ်ပြီးတဲ့နောက်ပိုင်းကျွန်တော်ထပ်လုပ်အောင်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒါလေးကိုကိုလုပ်မယ်ဆိုလို့ရှိရင်ဒီပုံစံတိုင်းပါပဲပေါ့နော်ကျွန်တော်တော့ random နဲ့လုပ်မယ်ပြီးရင် continue ကိုနှိပ်ပါမယ် continue ကိုကျွန်တော်နေပြီးတော့ပြီဆိုရင်တော့သူကဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ပေါ့နော်ကိုဘလောက်ပြီးမှလဲပြီးရင်သူကဘယ်ထဲမှယူမှလဲဆိုဒီမှာ unflexible wallet သူကအဲ့ထဲမှယူမယ်ကိုကိုထားတဲ့နေရာပေါ့ဗျာသူကြက်တဲ့နေရာသူယူမယ်ပေါ့နော်ပြီးရင် confirm ကိုနေပါမယ် okay ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ Binance ရဲ့ security address ဒါ fingerprint ဖြစ်ဖြစ်เนาะပေးလိုက်ပါပြီးတော့ဒီမှာဒီလိုမျိုးလေးပို့သွားပြီဆိုလို့ရှိရင်ဒါလေးကိုဒါအခုကိုလုတ်လိုက်တဲ့ ပေါက်လေးပေါ့နော်ဒါလေးကိုဒီမှာသူ့ရဲ့ကုတ်ဒီကောင်လေးကို copy ယူပြီးတော့ copy ရှင်တဲ့လူကိုပေးလို့ရပြီเนาะကိုယ့်ရဲ့ channel မှာလာအာကိုပဲမှာပေးရှင်တာလဲဒီကုတ်လေးကို copy ယူပြီးတော့ပေးလိုက်ရုံပါပဲเนาะဒါမှမဟုတ်ရှင် share တော့ရှင်တာလားဒီကနေ share လို့ရတယ်เนาะ Telegram မှာတိုက်ရိုက် share တော့လည်းရတယ် Twitter မှာ share မှာလား Facebook မှာ share မှာလား link ကိုယူမှာလားเนาะအာဒီဟာလေးကို link အနေနဲ့ယူပြီးတော့မှကိုယ့်ရဲ့ link ထဲကနေဒီစင်ဝင်ရောက်ပြီးတော့ဒီလက်ဆောင်လိုလေးကူနဲ့ယူလို့ရတယ်เนาะဒါမှမဟုတ်လို့ရှင်သူကကြွာကုတ်အနေနဲ့ယူရှင်တယ်ဆိုလို့ရှင်ဒီမှာ save ဆိုတဲ့ဟာကိုနှိပ်လိုက် အဲ့လိုအဲ့လိုဆိုလို့ရှိရင်တို့ကကိုယ့်ရဲ့ဖုန်းထဲမှာ QR code အနေနဲ့ save တော့ပါလိမ့်မယ်ပေါ့နော်ပြီးရင်ဒီကောင်ကကျတော့နောက်ထပ်တခြားဟာဒီပေါ့နော် mode ဆိုတဲ့နေရာမှာတော့ဒီမှာကိုကဘတူဘတူရဲ့ account ထဲမှာ share ချင်တာလဲပေါ့အကုန်လုံးလုပ်လို့ရပါလိမ့်ပေါ့နော် okay တူရဲ့အအတိတ်စိတ်ကိုပြန်ကြည့်ချင်တယ်ဆိုရင် beauty tape ကိုပြန်နှိမ့်လိုက်ရုံပါပဲနော်ဒါလေးကို copy လို့ရပါလိမ့်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ copy ယူပြီးတော့မှတကူထားချင်တဲ့နေရာတော့ထားလို့ရပြီပေါ့နော်ပြီးရင် done ဆိုတဲ့ဟာကိုနှိမ့်လိုက်ပါ နော်နေပြီးတော့ပြဆိုလို့ရှိရင်အဲ့ဒါလေးကိုဒီမှာသူအောက်မှာဒီမှာလူမျိုးဒီလူမျိုးလေးပေါ်နေမယ်ဗျာနော်ဒါလေးကိုကျွန်တော်တို့အာတကယ်လို့ကိုကပေးလိုက်ပြီဗျာယူတဲ့လူပြည့်တော့ပြီလားမပြည့်သေးဘူးလားဆိုတော့ဒီကနေပြန်ကြည့်လို့ရတယ်ကိုရဲ့အမောင့်ကဥမာဗျာကိုက2ဒေါ်လာဒုံးထားလဲဆိုလို့ရှိရင်ဒီဘက်မှာလဲ2ဆိုပြီးတော့ပေါ်နေမယ်ဗျာတကယ်လို့ဒါအော်သူကကုန်တလောက်ကိုဒီညမှာသူကကုန်တလောက်ရေးမယ်1ဒေါ်လာဆိုလို့ရှိရင်လည်း1ဒေါ်လာကုန်တယ်အဲ့လိုမျိုးတဘောနဲ့သူကပြန်ပြပေးထားမှာเนาะဟိုဘယ်နှစ်ယောက်စာလဲကိုကအယောက်100ဆိုလို့ရှိရင်လည်းသူကဒီနားလေးပါမတန်လေးပြန်ပေါ်လာမယ်ပေါ့เนาะဒီမှာအယောက်100 နော်အခုဆိုရင်0 is to ဘောပေါ့နော်ဒီ100ပေါ့နော်အဲ့လိုမျိုးပဲပုံနေတယ်နှစ်ယောက်ယူတော့ဒီဘက်မှာ net ဆိုပြီးဖြစ်နေမယ်နော်အဲအဲ့လိုလေးပေါ့ကိုက claim တော့ပြီဆိုလို့ရှိရင်ဒီအောက်မှာသူရဲ့မှတ်တမ်းလေးတွေအကုန်လုံးဒီမှာပုံနေမှာပေါ့နော်အဲ့လိုလေးတွေပါ24နာရီအတွင်းခံပါတယ်ဒီကောင်လေးကိုကိုကြိုက်တဲ့အချိန်မှာပြန်ပြီးတော့မှ claim လို့ရတယ်24နာရီအတွင်းပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာ copy ယူပြီးတော့မှလည်းရပါတယ်ပေါ့နော် โอเคဒါဆိုလို့ရှိရင်တော့မင်းတို့ဒါလေးကိုအကုန်လုံးနားလေတဘောပေါက်တော့ပြီးသွားပြီလို့ထင်ပါတယ်အဲကိုလည်းသူများကိုပြေးလို့ရတယ်လို့ကိုလည်းတခြားတနေရာမှာဒါကိမကစားပဲနဲ့အခုလိုမျိုးဒါ rap packet လေးတွေပေါ့နော်ကုတ်လေးတွေကျွန်တော်တို့ယူပြီးတော့မှအခုလိုမျိုးလုပ်လို့ရပါတယ်ပေါ့နော်โอเคပါဒီနီးလိုင်းကိုဒါမိတ်ဆွေတို့နားလေတော့ပြီလို့ထင်ပါတယ်အဲဒီဘိုင်းနဲ့အကောင့်ဖွင့်နေမျိုးတီတီပူတဲမိတ်ဆွေတွေကြတော့ခုထိုင်ရဆုံးမှာနေကြည့်လို့ရပါပြီအစိုးရလိုက်ပါကြည့်ရှုပြည့်တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်